ေတာတွေမှာစီးရဲလှုပ်ရှားမှုတွေတိုးလာနေပြီးလုံခြုံရေးအခြေအနေဆိုးဝါးလာနေမှုတွေကြောင့်အမေရိကန်အရက်ဖက်လေရင်တွေဗင်နီဇွဲလားလေကြောင်းပိုင်နဲ့တည်းဖြတ်မသွားဖို့အမေရိကန်လေကြောင်းစီမံခန့်ခွဲရေးဌာန FAA ကနိုဝင်ဘာလ27ရက်တောက်ကြနေ့ကလုံခြုံရေးသတိပေးချက်ထုတ်ပြန်ထားပါတယ်စက်တင်ဘာလကတည်းကဗင်နီဇွဲလားနိုင်ငံအနီးဒေတာတွေမှာစီးရဲလေ့ကျင့်မှုတွေရှိနေတာကြောင့်အခုလိုသတိပေးချက်ထုတ်ပြန်တာဖြစ်ပါတယ်အမေရိကန် FAA ရဲ့ကြေညာချက်ထွက်လာပြီးတဲ့နောက် တခြားနိုင်ငံတကာလေကြောင်းလိုင်းတွေကလည်းဗင်နီဇွဲလားနဲ့ပြေးဆွဲနေတဲ့လေရင်ခင်းစီတွေကိုကိုတိုဘားနဲ့ကိုဖြတ်နေကြပြီဖြစ်ပါတယ်။ဒါဟာအမေရိကန်အစိုးရကဗင်နီဇွဲလားလေပိုင်နက်ကိုလုံးဝပိတ်လိုက်တာမဟုတ်ပဲအရက်ဖက်လေကြောင်းလိုင်းတွေအပေါ်သတိပေးချက်ထုတ်ပြန်နေဆိုပေမဲ့လည်းဗင်နီဇွဲလားအနီးကာရီဘီယံပင်လယ်ထဲမှာအမေရိကန်ကလားနဲ့ချီစစ်ရင်အားတိစောက်မှုတွေလုပ်နေတာအပြင်စစ်ဖြစ်မဲ့ဘက်ကိုဥတီတဲ့စကားတွေနှစ်ဖက်စလုံးပြောဆိုနေကြတာကြောင့် FAA ရဲ့ဒီ3ပေးချက်ဟာအမေရိကန်ကဗင်နီဇွဲလားကိုဝင်တိုက်ဖို့နှီးလာပြီးဒါမှမဟုတ် တေးကြနေပြီဆိုတော့ပြောဆိုမှုတွေထွက်လာတာပါဒါအပြင်တောက်ကြနေမှာပဲအမေရိကန်ရဲ့ B1 ဘုံးကျဲလေယာဉ်တွေဗင်နီဇွဲလာကမ်းခြေမှာ ပြန်တန်းနေတဲ့မှတ်တမ်းအထောက်အထားတွေထွက်လာတာကလည်းစစ်ဖြစ်မဲ့ဘက်ကိုဥတည်နေတယ်လို့ယူဆသူတွေရှိသလိုတချို့ကလည်းအမေရိကန်ကဗင်နီဇွဲလာကိုတတိပေးတဲ့သဘောနဲ့အခုလိုပြန်တန်းလာလို့ယူဆသူတွေလည်းရှိပါတယ်ဗင်နီဇွဲလာဘက်ကလည်းအမေရိကန်တို့ရဲ့ကမ္ဘာအကြီးဆုံး လေရင်တင်သင်္ဘောကြီး USS Gerald R. Ford အနာကပ်ပြီးတော့တိုက်လေရင်နေမောင်းပြ6လက်နာမျိုးလုတ်ခဲ့ပါလေအမေရိကန်နဲ့ဗင်နီဇွဲလားအကြားကခီးသက်တင်လေရင်နဲ့ကွန်ပျူစီတင်ပို့ပြန်တမ်းမှုတွေ2019ခုနှစ်ခရဲကရထားတာဖြစ်ပြီးအခု FAA ရဲ့ထုတ်ပြန်ချက်ဟာဗင်နီဇွဲလားလေပိုင်နဲ့ပေါ်ကဖြတ်ပြီးပြန်တမ်းကြမဲ့အမေရိကန်ခီးသက်တင်လေရင်တွေကိုညှိနှိုးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝန်လိုက်ပါ